年路里向别人做 UAB。UAB with you on your journey of life。လဲကူးမျိုးနယ်ကဖယ်ရှားခံလိုက်ရတဲ့ကျူးကျော်တို့ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တွေ့ဆုံဖို့အတွက်တိုင်းအစိုးရရုံးကိုလာရောက်ခဲ့ပေမဲ့တွေ့ဆုံခွင့်မရဘူးလို့သိရပါတယ်။အမြန်လမ်းမကြီးမိုင်းတိုင်းအမှတ်၃နီးကဖယ်ရှားခံလိုက်ရတဲ့ကျူးကျော်တွေကတချို့ဟာဒီကနေ့ဇွန်လ20ရက်မနေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲ့ရုံကိုလာရောက်ခဲ့တာဖြစ်ပါတယ်။ တိုင်းဆိုရနဲ့တွေ့ဆုံလို့တဲ့အကြောင်းရင်းနဲ့ပတ်သက်လို့လာရောက်တွေ့ဆုံသူတွေတဲကတဝူးဖြစ်သူဦးသိန်းအောင်ကအခုလိုပြောပါဗျာ။ကျောင်းစာနေတဲ့တာဝန်ခံတွေဒီတာဝန်ခံတွေရောင်းစာနေရပါလားလို့လက်ရှိအစိုးရကတိတိကြီးနဲ့ဘာဖြစ်လို့အခုလိုမျိုးလွတ်ထားရတယ်လို့ကျွန်တော်တို့ကမေးခွန်းမေးရမှာ။အဲ့မှာသူတို့တော့လွတ်ထားပြီးကျွန်တော်တို့ကတော့လူအုံနဲ့ကျင့်နဲ့မရှိစင်းရဲသားကြီးတော့ဘာကြောင့်ဖြုတ်ခွင်းတာတော့နော်။ဒါမေးစရာမေးခွန်းနေတယ်အဲ့တော့ဟုတ်ပြီဖြတ်တော့ဖြတ်ပြီးသွားပြီဖြတ်စီးပြီးသွားပြီကျွန်တော်တို့လည်းတားလို့မရဘူးသူကလက်ရှိအာဏာပိုင်ဆိုတော့ ကျွန်တော်တို့လည်းပြောဆိုပိုင်ခွင့်ရှိဘူးသူတို့ဖြတ်တော့ဖြတ်ပြီးကျွန်တော်နေရပြည်ပြီးကျွန်တော်ကျွန်တော်တို့ဒီ၈တောင်၈တောင်၁000ကျားကပြည်သူလူထုရဲ့နေရေးထိုင်ရေးစားရေးတောက်ရေးကျွန်တော်တို့တိုင်းဒေသကြီးဆိုရနေလဲဘယ်လိုပူစားပြီးမှလဲဆိုတဲ့မျိုးကုန်းတော့မရှိဘူးရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ကြီးချုပ်ဦးဖြိုမင်းသိန်းပြပခီးစဉ်သွားနေတာကိုသိပေမဲ့တိုင်းဆိုရအဖွဲ့ရဲကတာဝန်ရှိသူတဦးနဲ့တွေ့ဆုံဖို့အတွက်လာရောက်ခဲ့တာလို့လဲဆိုကြပါဗျ။ ဒါပေမဲ့ကြိုတင်အကြောင်းမကြဘဲတွေ့ဆုံခွင့်တောင်းခဲ့တဲ့အတွက်တိုင်းစိုးရယုံဝင်ပေါက်ခိဝါမှာတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေကစတင်ပြီးမှတွေ့ဆုံခွင့်ရမယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။အဲဒါကြောင့်တိုင်းစိုးရဖွဲ့နဲ့တွေ့ဆုံခွင့်ရဖို့အတွက်ဒီကနေ့မှပဲစတင်သွားမယ်လို့သိရပါတယ်။ဒီကနေ့မှလာရောက်တွေ့ဆုံသူတွေကဖေရှားခံရတဲ့ကျူးကျော်တွေအလုံးကိုသာလာရောက်တာဖြစ်တယ်လို့လည်းဆိုကြပါတယ်ရှင်။